မှညာရောပါတဲ့ယောဂါတွေကရှိနေရတယ်လက္ခဏာလေးတွေကရှိနေကြရတယ်ဆိုတဲ့အချက်လေးကိုသတိထားမိတယ်။မအဖိုးကဘယ်ဆိုင်မှာယောဂါခံစားနေရတယ်ဆိုပေမဲ့သူ့ရဲ့လုပ်ငန်းဆောင်တာသူ့ရဲ့ quality of life လေးကိုအကောင်းဆုံးဖြစ်အောင်ထိန်းထားနိုင်တယ်။တကယ်မှမှပြောပြောရွှင်ရွှင်နဲ့ညီလို့ရတယ်ဆိုတာလေးကိုပြောပြချင်တာပါ။အဓိကကတော့အဲဆိုင်မှာယောဂါဖြစ်သွားပြီဆိုရင်တော့ယောဂါက ပြန်ပြီးတော့မကောင်းနိုင်ဘူးပူပြီးတော့ဆိုးလာဖို့ပဲရှိဒါပေမဲ့ခဏလေးအတွင်းမှာအရင်ဆိုးရွားမသွားဘူးစီးရီနဲ့ထိန်းထားလို့ရတယ်ဘောကကိုစောစောတည်ရင်စောစောကုမယ်ကိုရဲ့လူကြီးမိဘတွေကိုဂရုစိုက်ကြမယ်ပြီးတော့ဘယ်လိုမျိုးကုသမှုတွေခံယူတဲ့လဲဆိုတာလေးကို sharing လုပ်ပေးချင်ပါတယ်ကျမကြီးပူပူတူတာတွေကြွယ်ဝနေဖို့အတွက်ဆ iamma ရဲ့ YouTube channel လေးကို like and subscribe လုပ်ခြင်းအပြင်အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်